21ရက်3လ1986နောက်ဆုံးအခေါက်ပါပဲကျွန်တော်ရွာကိုပြန်လာခဲ့ပါတယ်အမေရွာဆိုတာတမာထနာရှားဆောင်ပြက်သက်တန်းတဟက်ပင်တွေနဲ့မိုးနံခြုံပုတ်ရှားပင်ငုတ်တူညီညိုညိုကြောက်ခဲလုံးတွေနဲ့ထမ်းပင်မြင့်မြင့်ကြီးတွေကတဲကလေးတစ်လုံးပါ အဲ့ဒီတဲကလေးတဲ့အမေလဲလျောက်နေပေါ့အမေကျွန်တော်ရောက်လာပြီအမေအမေကျွန်တော်ကိုထားပြီးနှုတ်ဆက်ပါဦးအမေအမေခြေဆုံကိုပွေဖန်အတန်မထွက်ပဲကျွန်တော်ငိုတယ်ထမ်းမင်းမြင့်ကြီးတွေပေါ်ကရွယ်ရောင်းချောက်တွေတရှဲရှဲမြည်လို့ကျွန်တော်ကိုစကားမပြောချင်လို့အမေမျက်လုံးတွေမှိတ်ထားသလား ထကြည့်ပါဦးစကားပြောပါဦးအမေဟောအမေအမေတို့တို့ဟိုးမှာမကြီးပင်တွေစိညွညွနဲ့ဇရက်အိုအိုကြောက်တုံးညီညွညွတွေစီထားတဲ့သင်္ချိုင်းဆိုတဲ့နေရာကိုပို့ကြတော့မလို့လဲဘိန်းကိုပြင်ဆင်ပြီးကြပါအမေအလောင်းကိုခေါင်းထဲထည့်ကြပါကြေးစီကိုရိုက်နှက်ကြပါ ကျွန်တော်မငိုတော့ပါဘူးအမေငိုလို့မရတော့ဘူးအမေအမေမြေကလေးလေးတွေကျွန်တော်တူနဲ့တူမလေးတွေသူတို့ငိုပါစေအမေသာသူတို့ရဲ့အဖေကျွန်တော်အကိုကြီးအမေသမီးသူတို့ရဲ့အမေကျွန်တော်အမသူတို့မောင်နှမအမေအရင်စောစောစီစီဟောဒီလူလောကကြီးတွေကထွက်ခွာသွားကြတော့ ီတဆိုးဖာရဆိုးဟောဒီကလေးလေးတွေအမေအတွက် သူတို့ငိုပါစေအမေအတွက်သူတို့ရဲ့မျက်ရည်တွေဟာထိုက်တန်ပါတယ်အမေကျွန်တော်ကတော့ຫນွေဥရက်တွေအကြောင်းတချဲမဆိုးနိုင်တဲ့အုပ်အုံးငှက်တကောင်ရဲ့ကြေကွဲမှုလို့ຢາກင်းတဲ့က အမေဘဝကို အဝေးကပဲတန်းတပူဆွေးခဲ့လို့ပါအမေအမေနေကောင်းပါစေ အမေအားထာဝရလှုပ်ကြွေးပြုစုနိုင်သည့်ကို ဖြစ်ရပါလို၏ညာအေယာဝင်ရင်ထဲလှုပ်ခတ်ပဲ့တင်ထက်ခဲခွန်အားမဲ့စူတောင်းတံများကြောင့်ရှေလျားလုံးနဲ့ညရီသာ ခန္ဓာကိုယ်ပေါ်မှာတိတ်ဆိတ်စွာ ကြည်ပြုံးခဲ့ရမနေ့ကတော့အမေဆုံးပြီအမြန်လာတယ်ကုသိုလ်ကျမနှုံချလို့လားစူတောင်းများမပြေဝခဲ့ဘူးအမေ ။အမေကမွေးပေမဲ့အမေကို လုံမကျွေးနိုင်ခဲ့တဲ့ဟောဒီခန္ဓာကိုယ်ကြီးဟာဘာအသုံးဝင်တော့မှလဲ။အဲဒီလိုနောင်တတရားတွေကနှလုံးသားကို ကုတ်ချင်းဘဝဆိုတာကိုလည်းမကြည်မနှက်ဖြစ်မိပေါ့။ကျွန်တော်မငိုရဲတော့ဘူးအမေ။ငိုဖို့ရရှက်လာပါတယ်အမေ။အမေနဲ့အတူ အမေကို ခြေဆုပ်လက်နဲ့ပြုခဲ့တဲ့ဟောဒီကလေးတွေသူတို့ငိုပါစေ။ကြီးစီကိုသူတို့ရိုက်နှက်ကြပါဦး။ လဲဘိန်းကိုသူတို့တွန်းကြပေါ့ဟုတ်ညညညကြောင်တုံးတွင်ကြားကယထာတစင်းဟာအဝေးကိုထွက်ခွာသွားပြီဟိုးလွန်ခဲ့တဲ့အနှစ်20ဒီဝါကလူငယ်ကြိတ်တော်သားတယောက်ဒီဝါကိုပြန်မရောက်လာယထာသူ့အဝေးသို့ခေါ်ဆောင်သွားခဲ့သူနဲ့သူစီးသွားတဲ့ယထာအကြောင်းလူတွေမေးကြပေါ့ပြောဆို အမတ်ရသူတစုံတယောက်မြတ်မရှိတော့ အဲ့ဒီလူငယ်ဟာအခုအမေအလောင်းအမေအခေါင်းကိုဖတ်ဖတ်ပြီးငိုနေတဲ့ကျွန်တော်ပဲပေါ့အမေဟောဒီယာကင်းတွေကြာအမေနေတိုင်းလှုပ်ရှားနေတာကျွန်တော်မမြင်နိုင်ခဲ့ဘူးအမေသမီးကျွန်တော်အမရဲ့ယောက်ျားကထန်းရင်တမထန်းရင်ချိုးအမေသားကျွန်တော်အကိုကြီးရဲ့မိန်းမကမီးရဲ့ချိုးမျက်စိတဖက်ကွယ်သူတို့တွေနဲ့ကြံရိတ်ခဲ့တဲ့အမေမြေကလေးတွေနဲ့တူ ထန်းလျက်ကျူထင်းခွေရေခတ်ငတ်မသေးဖို့အမေရုံးကန်ခဲ့ရတဲ့နေ့တွေမှာကျွန်တော်ဟာဟိုးအဝေးပါဟိုတနေ့ကတရွာလုံးမီးလောင်ပြာကြအဲ့ဒီကလေးကအမေဟာရွာထဲကို ပြန်မရောက်အိမ်ပြန်မဆောက်နိုင် ထမ်းမင်အောက်ကထမ်းတဲမှာအမေအနေကျခဲ့ပါတယ်အမေအမေကြီးစီကို ရိုက်နှက်ကြပါဦး လဲဘိန်းကိုသူတို့တွန်းကြပါ။ဟိုးအနောက်တောင်ဒေါ်ဒန်ကထမ်းပင်တွေရဲ့ထိပ်ဖြားမှာနေလုံးဟာတဖြည်းဖြည်းညိုခဲ့ပေါ့။တောင်သူတလေရာမီးငွေတွေလွင့်တက်လာပေါ့။ဟိုးတောင်ကဘူးကမ်းမမှာမျက်စာနေတဲ့နွားမတွေကအမေကိုနှုတ်ဆက်နေကြသလား။တိန်ဆောင်ကအပြန်လမ်းမှာကြီးကန်းတွေကတုတ်ကြည့်ရတဲ့ရွာဘက်စီပြန်ပြေးကြပါဘော။ မင်းညိုချင်းအိမ်ပြန်လဲတောတန်းရှုံမြောင်ဟိုအနောက်တောင်လေမောင်မဲမဲကကျွန်တော်ကိုမဝါမြူမီကလေးဘဝအရွယ်ငငယ်တော့ကလေတောရိပ်တောင်ကြားတစ်ပင်ဖြားမှာမမရက်နေတဆေတွေလားမေတဆေဆိုကျွန်တော်ကြောက်လာကြီးရဲ့တညသာဖြူစောဒီဆိုလားရဲဘော်ဖြူဆိုလား တကားကိုတအားခောက်နွားကောက်ဆန်းမြ мян လို့တနတ်တွေထုတ်ချိန်ပြီးအခိုင်အခန့်လဲရစင်းနွားပြညူတရှင်းတဲ့အတူလှဲမောင်းဖို့ဆိုပြီးအဖေကိုခေါ်သွားရွာနောက်ဘက်တော့အုပ်တောင်ကြားကတနတ်တန်တစ်ချက်ကြားလိုက်ရအဖေအဖေကျွန်တော်တို့မိသားစုဘဝရာဇဝင်ကိုဖျက်တမ်းခဲ့ရတဲ့ညပေါ့ လွတ်လပ်ရေးရပြီးကစားတခိုးတပြတွေတကိုးပြလို့ကောင်းစေခေကြီးထဲမှာလူဖြစ်ခဲ့ရတဲ့ကျွန်တော်အမေကြောပေါ်မှာတနက်တန်တွေကြာပြေလွာပုံအောင်ရွာတောင်ဆောင်နဘူးချုံနေညာတိုင်းပဲအိတ်ခဲ့ရတယ်ဟုတ်လားအမေစစ်စနက်မီအကျွင်းအကြံတွေနဲ့ခေအပြက်ကြီးကိုတွန်းလှန်ရင် အမေရဲ့တခြားအမေတွေရဲ့ အမေရိအားလုံးကလေးတွေကိုပခုံးပေါ်တင်ပြီးပြေးကြလွားကြ ပုံအောင်ကြနေတချို့သားတေတချို့လင်းဆုံးစစ်ဆိုရာကြီးကိုမုန်းခဲ့တယ်မဟုတ်လားအမေအဖေမရှိတဲ့နောက်အမေရဲ့အကိုကြီးရဲ့အမရဲ့ကျွန်တော်ရဲ့လေလောကရဲ့ကမ်းပါးမှာစံတော်ဘာဝါရှောက်ခဲ့ကြဘူးအွေရောက်ခါစအကိုကြီး ထန်းလီတင်ရပေါ့အကူဟာသာသနာပေါ်မှာအယိုးထုတ်ဖုံးကြီးလှုပ်ဖို့စိတ်ကူးရှိပေမဲ့ကျွန်တော်တို့အတွက်ယုံကြည်ချက်တွေစုံခဲ့ရပြီပေါ့ကျွန်တော်ကတော့ရောင်တစောင်းနဲ့ဖုံးကြီးចောင်းသားပြီးတော့ပြည်တော်သားចောင်းရောင်ចောင်းစင်းချိန်မှာသိုးစိတ်နွားចောင်းကျွန်တော်တို့တွေဟိုးတပြေးပင်တောင်ဆောင်စီကလက်ပြဟစ်អော်တချင်းတကြော်ကြော်နဲ့ ခွေးခေါ်ပဒတူဟေးရွက်ခူးယုံရှာတောင်ယာလုတ်သူထိန်ခုတ်သူတွေထလျက်ကြိုသူထန်းတက်သူတွေနေကပူလောင်ကုန်းခေါင်ခေါင်မှာဟိုအနောက်တောင်မှာမိုင်းပြပြမြူကိုးတွေနဲ့ပုတ်ပါဆိုတဲ့တောင်တော်မြတ်ကြီးစီ မျော့ကြည့်ငင်မောစိမ့်လန့်တဲ့ຢာတော်တွေသာအကိုကြီးကထန်းလီကျွန်တော်ကထန်းရီဦးတယ်အမေရဲ့အမရဲ့ကထန်းလျက်ကြိုးတွေ ရက်ကန်းခန့်ထင်းခွေတခါတလေမြေပဲကောက်တခါတလေဝါဆိုင်တောအလိုက်လုပ်ငန်းဆောင်ပေါ့ညွယောနီကိုပြပြုံးစီအောင်ဓမြကြီးကြီးမိုက်တီအခါမိနစ်မြိုက်လို့တိုက်ခိုက်ဘူးလောင်ဝါတလာမှတ်ကြသူရောက်ကောင် ကလောက်ကလေးရဲ့ဒိုးဒိုးတောင်းပြို့လို့မောင်းရမလို့တဲ့ဝါခုတ်တဲ့တောင်းအဲ့ဒီလိုအကိုကြီးတက်တဲ့ကြပြားတွေတန်ပေါက်တွေကျွန်တော်မှအမွေရခဲ့ပေါ့အဲ့ဒီလိုကြီးလက်တဘာဝတချင်းကြပြားတွေရင်ထဲမှာအမြင့်တွေခဲ့ရပေါ့အမေကြီးစီကိုရိုက်နှံ့ကြပေါ့လဲဘင်းကို သူတို့တွန်းကြပေါ့ အမေကောင်းချခဲ့တဲ့တဲကလေးဟာအမေရွာနဲ့အလံဝေးပြီမဲ့ဒီတော့ဒီတောင်ကြားအမေကိုတယောက်တည်းမထားရပါဘူးအမေအမေအမေကျွန်တော်အဘွားကျွန်တော်အဘွားရဲ့အမေအမေစရယ်ရွှေမျိုးတော်သူရောမတော်သူပါတရွာလုံးနောက်ဆုံးစုဝေးရာဟောဟိုဇေယအိုအိုနဲ့တုတ်တန်ဆိုတဲ့နေရာရောက်အောင်အမေကိုကျွန်တော်ပို့မှာပါ လမ်းကကျမ်းလိုက်တာအမေတောင်ကမူကြက်တီးကြားနှစ်တည်များစွာရေတိုက်စားမှုနဲ့ပြက်လူလူလဲလမ်းမပေါ်မှာအမေခေါင်းဟာလှုပ်ရမ်းလာကြည့်ရဲ့ဖြည်း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 စူးကိုင်းတွေဘေးပင်မျက်နှာကိုချစ်မိကြအောင်မေကိုတုတ်တန်ရောက်တဲ့အခါဘုံကြီးတွေကတရဏဂုံရွတ်ဖက်ကျွန်တော်လက်နဲ့ရေဆက်သွန်းချအမြဝင် အမေကောင်းရာသူဂရီလားပါစီလို့ကျွန်တော်အမျှဝေမယ်ကျွန်တော်ကိုယ်ပေါ်မှာဖုံလွင်ပေကန့်ညစ်ပတ်နေမလားပဲမင်းလေးကမိထီလားမလိုင်ပန်းအိုင်တလန်လုံးဖုံလုံးကြီးရဲ့ဖြက်ခရာအခုလဲပဲဖုံလုံးကြီးရဲ့မှာကျွန်တော်ကိုယ်ပေါ်မှာကျွန်တော်တကောင်းလုံးပေါ်မှာမုတ်စိတ်ကျင်စွေရဲ့မှာဖုံလွင်ပေကန့်ညစ်ပတ်နေမလားပဲ ဟိုတုတ်တန်ကိုရောက်လို့ရေဆက်သွန်းချအမြဝေတဲ့အခါငယ်စရာ ဖုံးတော်ကြီးကျွန်တော်ကိုကြည့်ပြီးအံ့ဩနေလိုက်မယ်။ညရောက်တဲ့အခါဦးလေးဘယ်နေ့ပြန်มาလဲ။တနစ်တခါပြန်လာပါနော်။ကျွန်တော်ကြောင်းဆက်နေခြင်းနဲ့ညီမလေးမှာ ဝစ်စရာအင်ကြီးမရှိတော့ဘူး။ဟောဒီအငယ်မှာမနစ်ကနှစ်တန်းကြတယ်။ငါမောင်ရင် ဟောဒီကြံနေတဲ့မျက်စိတစ်ဖက်ကလည်းဆရာဝန်ကခွဲရမယ်အမလည်းကြောက်တက်လို့ဈေးရုံကိုနောက်ထပ်မရောက်တော့ပါဘူးစရတဲ့စရတဲ့စကလုံးတွေကကျွန်တော်ဘာများတောင်းဝင်ယူနိုင်မလဲမင်းတို့အတွက်ငါအတွက်အနည်း30လုံးလုံးဦးလေးဟာစဉ်းစားနေတော့ပါပဲဦးလေးဟာစဉ်းစားနေတော့ပါပဲကွတစုံတရာဂရုတွေပေးပြစ်ထားခဲ့ပြီး နနိုင်ခင်းတစ်ခုမှာငှက်တကောင်ကိုပြန်ပြေးသွားမယ်။ဟိုတခါအမေကိုထားပစ်ခဲ့တယ်လို့မျိုးပေါ့။ဟောဒီကဘာကြီးရဲ့နာမကျန်းမှုတွေကိုစေဝါကုသဖို့ကျွန်တော်ကဗျာဆရာလောက်ရမယ်။ကဗျာဆရာလောက်မှဖြစ်မယ်အမေ။အဲဒီလိုဆိုပြီးအမေကိုထားပစ်ခဲ့တော့ကယာခင်းနေပြီတော်လန်ကလေးပေါ်မှာမြတ်ရိုင်းပင်တွေကို တိုးဖြန့်တရှက်ရှက်နဲ့ကျွန်တော်ဖက်နဲ့တံတွေကြံရစ်ခဲ့တယ်။ ။ယာကင်းတွေ နောက်မှာချမ်းဒေါ်ဒန်းတွေကြံရစ်ခဲ့။ကျောက်စရစ်ဂုံးကောင်တလင်းပြောင်မှာရုံထောင်ပဒတူဂျိုးတယ်ငယ်ဘဝတွေကြံရစ်ခဲ့။လိမ့်လိမ့်မမာနေဖို့စကလုံးတို့တုံကအမင်းမျက်နှာပေါ်ကမျက်ရည်စတွေကြံရစ်ခဲ့။တငယ်ချင်းတွေလက်ပြနေစေအုပ်အိုးဆွဲဖို့တရှဲရှဲမြည်လျက်ယထာထွက်ခွာ တုံခါနေတဲ့တကြိုးပေါ်မှာတော်ကြီးကန်းတကောင်အော်ညီကြံရစ်ခဲ့မြို့ပြဘဝရဲ့ခံစားမှုမြင့်ရသတစ်ထဲမှာပလက်ဖောင်းတစ်လျှောက်တံမီးတိုင်တွေအားတယောက်ကိုတယောက်ဖြတ်လျှောက်ကျော်သွားရင်ဒစိမ့်ဆန်တဲ့လူတွေကြမှာဟိုအနောက်တောင်စီကိုယော်ရန်တော်လန်ကလေးကိုလွှမ်းခဲ့ရပေါ့အမေမင်းတို့ချင်းအိမ်အပြန်လမ်းပိတ်တိုက်ကြား တတ်တိုင်နာမှာမမရက်နေတဆေတွေလားအမေတဆေကိုကျွန်တော်ကြောက်လာကြီးရောင်ရမ်းရွတ်ဆိုမိတော့လေရဲရဲတင်းဖြတ်တန်းရပြီအမေလူမှုဗေဒဝေါ်ဟာရနဲ့ယသတစ်တွေကနှလုံးသားကိုတအားကုတ်ခြင်းပုတ်တက်ပြီးဖြေတော်လဲရာရန်စဲပါအမေစီးသာရည်တဲ့တိုးရဲဖြတ်တန်းကိုလန်းကိုသွားခဲ့ကြရအောင် စကားညင်းဆန်ကောင်းဟွန်းတန်တွေကနှလုံးသားတိတ်ဆိတ်မတိစိတ်မှာယောဂါထူပြောခဲ့ပေါ့အမေအမေထံကျွန်တော်ပြန်မလာနိုင်ခဲ့ဘူးငါမီးလေးတွေအမေမြင်ကြလာပြီဆိုဟောအကြီးမလေးကမတုမာတဲ့ပိမ့်ပိမ့်တွတ်တွင်နှစ်ဖူးကျဲကျဲနဲ့တဲ့အိတ်ချစ်စရာကောင်းတယ်အမေအငယ်လေးကမငှုပ်ွားတဲ့ အစာပုတ်ပုတ်ဝါတုတ်တုတ်ကလေးနောက်တယောက်ကသားကြီးမောင်ဖိုးကစော့တဲ့နေရာမှာမြောက်ရှုံးပါပဲငငယ်လေးကလေးကမြောက်ကလေးလိုပဲကြီးလာရင်မြောက်ကြီးနဲ့တူမလားပဲသူတို့မောင်နှမတရွေဦးလေးတွေအတော်ရင်းနဲ့တွေ့ရဖို့ကျွန်တော်လာခြင်းပိုင်းဒါပေမဲ့အမေဟောကျွန်တော်တို့အားလုံးအတွက်အရွယ်မရောက်ခင်ထန်းလီတင်ခဲ့ရတဲ့အကိုကြီး ချမ်းပင်ပေါ်ကဇောက်ထိုးကြအနေစရောက်ခဲ့ရပြီမဟုတ်လားကျွန်တော်အမအမေသမီးပိန်တာယိုလီသားသမီးခုနှစ်ယောက်မွေးပြီးတော့ဆင်းရဲမှုတံမခံနိုင်လို့ထင်ပါရဲ့အနေစရောက်ခဲ့ရပြီမဟုတ်လားအမေအမေဒီတော့ဒီတောင်နဲ့အမေသားသမီးတွေနဲ့အနေဝေးအသေးဝေးခဲ့ကြရတော့လေအမေတယောက်တည်းမဟုတ် အမေမြင့်တအုပ်နဲ့ထန်းရက်ကြိုးထင်းခွေရေခတ်ကျွန်တော်တပြားတစ်ချက်မှမထောက်ပံ့နိုင်ပေမဲ့ငတ်မတည်ခဲ့ဘူးအမေတည်ရတာငတ်လို့မဟုတ်ခဲ့ဘူးအမေမနေ့ကအမေဆုံးချောင်းကျင်းနေရတော့ခရီးသွားဖို့ဇနီးမယားနဲ့တိုင်ပင်ပြင်ရဆင်ရငွေရှာရနေပေါ့ညရောက်တော့လဲရင်ထဲမအေးပူဆွေးနေစဲမှာကလေးတွေကတီဗီတွားကြည့်ကြတဲ့ မင်းတို့ဘွားတည်တဲ့ရက်မင်းတို့အတွက်ဘာမှမခံစားရပါလားနော်ငယ်သေးတဲ့ကလေးတွေပဲဆိုတာတက္ကနာပေါ့မြို့ပြမှာနေတဲ့အမေမြေးကလေးတွေအမေနဲ့တအားဝေးခဲ့ပါလားဆိုတဲ့အတွေ့တွေကနှလုံးသားရဲ့စူးနေတကယ်ကိုပါပဲဘဝဆိုတာကိုလည်းမကြင်မနဲ့ဖြစ်ရပြန်ပါဦးမင်းခံစားရပြီပေါ့ကျွန်တော်ခံစားရပြီပေါ့မင်း ကျွန်တော်ဟာ airbag ကမူးမှာမဟုတ်ပဲကျွန်တော်ဟာမားဆိုးမှာမဟုတ်ပဲပဲအခက်အခဲတွေရှိခဲ့ပေမဲ့ကျွန်တော်ဟာဗုဒ္ဓဘာသာမြမယဉ်ကျေးမှုတွေကလူတယောက်အဖြစ်နဲ့ပဲအသက်ရှင်ရပ်တည်နေသေးပါအမေ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 ကျေးစီကိုရိုက်နှက်ကြပုံလဲဘိန်းကိုသူတို့တွန်းကြပုံအမေခေါင်းဟာလဲပေါ်မှာရိန်ထိုးလို့ ရှားဆောင်ပြတ်သက်ပင်ပေါ်ကဒေါ်ရင်းဆိုတဲ့အကောင်ကြီးတကြည်ကြည်မြည်လို့အမေမြေကလေးလေးတွေအမေရဲ့ဆွေမျိုးသားချင်းတွေအမေကိုခင်မင်သူတွေမရဏတေးကိုရွတ်ဆိုငိုကြွေးလို့အမေခေါင်းပေါ်ညာရွက်တွေကြေကြာဒါဟာသင်္ခါရတရားပဲပဲလို့ဆိုလိုချင်သလားမသိဘူးအမေကုန်တန်ချင်းအပြည့်နဲ့ကားတစီး အဝေးပြေးလမ်းမကြီးပေါ်ဖြတ်မောင်းသွားနေရဲ့။ထမ်းမင်းမင်းမင်းကြီးတွေပေါ်ကရွယ်ရောင်းချောက်တွေတရှဲရှဲမြည်လို့ပိုင်ဆိုးဝင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။ယခုဖတ်ပြပေးခဲ့တာကတော့ဆရာပိုင်ဆိုးဝေရေးသားထားတဲ့ဒိန်းစုံငန်းအပြန်လန်းဆိုတဲ့ကဗျာလေးပဲဖြစ်ပါရစေ။နောက်ရက်တွေမှာလည်းတခြားသောကဗျာရိစာတွေကိုဖတ်ပြပေးဦးမှာဖြစ်လို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပြီးပိုလည်းမြတ်တမ်းရက်ခံလို့ပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ပဲခင်ဗျာ